မင်္ဂလာပါရှင်ကျမတီကာပါဒီနေ့ပေါ်ပြပေးခြင်းတဲ့တဲ့ရင်ကြောင်းရာကတော့2025ခုနှစ်နိုဘာဒုတိယဆယ်ရက်ပတ်အတွက်မိုးလေဝသနဲ့ဇလားဗေဒခံမှန်းချက်ကိုပေါ်ပြပေးခြင်းပါတယ်ဘင်္ဂလားပင်လယ်အခြေအနေကတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်မှာလေပြင်းအားနဲ့ရောင်းဝတ်တချိန်ဖြစ်ပေါ်နိုင်ပါတယ်ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာတိမ်အသေးသေးကနေတိမ်ထွက်ပြီးတော့ကြက်ဘင်္ဂလားပင်လယ်အော်မှာတိမ်နှင်းငယ်ဖြစ်ထွန်းပါမယ် မိုးရွာသွန်မှုအခြေအနေကတော့ရောင်တိုင်းဒေသကြီး၊ဘိုးတိုင်းဒေသကြီး၊အရှေ့ပိုင်း၊အေရီတိုင်းဒေသကြီး၊တရိုင်းနိုင်တိုင်းဒေသကြီး၊ကယားပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာရွာသွန်မြင့်ထပ်ပေါ်နိုင်ပြီးတော့မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ ရွာသွုံးမြေအောင်ယုံနေနိုင်ကနေပြည်တော်ဘဂိုးတိုင်းဒေသကြီးအနောက်ပိုင်းနဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းမှာရွာသွုံးမြေခံမိုးတက်ကြုံရွာသွုံးပါမယ်။ရောင်တိုင်းဒေသကြီးဘူတိုင်းဒေသကြီးရှေ့ပိုင်းအီယော်တိုင်းဒေသကြီးဒင်းနိုင်တိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မုံပြည်နယ်မှာ၃ရက်ကနေ၅ရက်ခန့်နဲ့နေပြည်တော်မန္တလေးတိုင်းဒေသကြီးဘူတိုင်းဒေသကြီးအနောက်ပိုင်းမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာ၁ရက်ကနေ၂ရက်ခန့်မိုးတက်ကြုံရွာသွုံးပါမယ်။ ညာပုံချိန်ကတော့ရှမ်းပြည်နယ်အရှေ့ပိုင်းမှာနွန်ဘာလရဲ့ပြည့်မြအပုံချိန်ဟာ1.5ဒီဂရီဆယ်စီယံနဲ့အောက်ယိုနေနိုင်ပြီးတော့မန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးနောက်ပိုင်းတဲ့ပဲခူးတိုင်းဒေသကြီးမှာနွန်ဘာလရဲ့ပြည့်မြအပုံချိန်ရဲ့1.5ဒီဂရီဆယ်စီယံနဲ့အထက်ပုံနိုင်ကနေပြီးတော့ရောင်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်းစကိုင်းတိုင်းဒေသကြီးအီအာရီတိုင်းဒေသကြီးလင်းနိုင်တိုင်းဒေသကြီးကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းမှာတော့နိုဘာလပြည့်မြောက်ပုံချိန်ကတည်းကရှိပါမယ်။ စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်မှာ၄ရက်ကနေ၆ရက်ခန့်နဲ့ပြီးတော့ရောင်းတိုင်းဒေသကြီးမရီတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေရတိုင်းဒေသကြီးတရင်းနိုင်တိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်မှာတရက်ကနေ၃ရက်ကမနက်ပိုင်းမှာမြို့လူတွေကြာဆင်းပါမယ် အေရီမြင့်ကတော့မြကျင်းနာမျိုးပမော်မျိုးရွှေကူမျိုးကတာမျိုးတပိတ်ချင်းမျိုးမန်းလေးမျိုးစကိုင်းမျိုးမှာတော့၃ဘေကနေ၅ဘေကမြင်းမမျိုးပခုံးကူမျိုးညောင်မျိုး၆မျိုးမြင်းဖို့မျိုးမကွေးမျိုးနဲ့အောင်လမ်းမှာတော့၅ဘေကနေ၇ဘေကနဲ့ပြီးမျိုးစိတ်တာမျိုးဟင်္ဒရာနဲ့ဇလုံမှာတော့၂ဘေကနေ၄ဘေကလက်ရှိရေမတ်တွေအောင်ကြာစင်ပါမယ်။ချင်းလေးမြင့်ကတော့ခန်းလေးမျိုးဟုံးလေးမျိုးဖောင်းမြင့်မျိုးမော်လိုက်မျိုးကလေးဝမျိုးမင်းကင်းမျိုးကဏီမျိုးမုံရမျိုးနဲ့ နှစ်ပေကနေလေးပေကလက်ရှိရမှတ်တေအောက်ကြာစင်ပါမယ်မြေတမကြီးကတော့ကလေးမျိုးမှာနှစ်ပေခွဲကဒေါထရီမြေကတော့သေဘောမှာပြွေးဝက်ခန့်နဲ့ရွှေစာရံနဲ့မြင့်ငယ်မှာတော့ငါးပေကနေငါးပေခွဲကနေခုနှစ်ပေကစစ်တောင်းမြေကတော့တောင်ုံနဲ့မတော့မှာတော့တပေခွဲကနေနှစ်ပေကရွှေချင်းမြေကတော့ရွှေချင်းမှာပြွေးဝက်ခန့်ပုဂိုးမြေကတော့ဇောင်းတို့မှာတပေခွဲကနေပုဂိုးမြေဟာပုဂိုးမျိုးမှာလေးပေကတန်လင်းမြေကတော့ဖန်အမှာသုံးပေကတောင်းရင်မြေကတော့မြောင်းရီမျိုးမှာ နှစ်ပေခွဲကငုံမြင့်ကတော့ငတိုင်းချောင်းမျိုးနဲ့တာပေါင်းမျိုးမှာတော့တပေကနေသုံးပေကတွုံးမြင့်ကတော့မအုပ်ပင်မပေဝက်ခန့်လက်ရှိရင်မတည်အောင်ကြာစင်းပြီးတော့ငုံမြင့်ကတော့ပသိမ်မျိုးမှာတပေကနဲ့ဘေးလင်းမြင့်ကတော့ဘေးလင်းမှာပေဝက်ခန့်လက်ရှိရင်မတည်အထက်မြင့်တက်ပါမယ်ရှင်ဆက်လက်ပြီးတော့နိုဘာ73ရဲ့မနက်ပိုင်းမှာတော့အေရီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းတောင်ပိုင်းအရှေ့ပိုင်းအနောက်ပိုင်း ရှမ်းပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊စကိုင်းတိုင်းအထက်ပိုင်းကချင်ပြည်နယ်၊ချင်းပြည်နယ်မှာမနက်9နာရီကတည်းကမြူဆိုင်ပါမယ်။ရန်ကုန်တိုင်းနဲ့အေရီတိုင်းမှာတော့မြူဆိုင်တဲ့ဧရိယာဟာပုံမှန်ကျပြန်ပါမယ်။ကုန်းရည်လေးခီးသွားလာခြင်းနဲ့နော်ဘာလ12ရက်ည10နာရီကနေ့ နော်ဘာလ7ရက်နေ့အစောပိုင်းချိန်ဒီသတိပြုဖို့ဖြစ်ပါတယ်။တနင်္ဂနွေလုံးမှာ9ရက်တွင်မိုးလုံးဝမရွာနိုင်တဲ့ရက်တွေရှိပြီးတော့မနက်အစောပိုင်းမှာရရှိတတ်တဲ့မြူနှင်းမိုးဆက်ကရရှိတဲ့မိုးရေချိန်သာရှိပါမယ်။9ရက်မိုးရေချိန်ဟာတုန်ညတသမတလမကနေတလမရဲ့ဆယ်ပုံတပုံအောက်သာရှိနိုင်ပြီးတော့မိုးလုံးနေအောင်မယ်လို့နော်ဘာ17ရက်ည7:20မှာမလို့အသာသူတည်တင်အွန်လိုင်းကအသိပေးခန့်မှန်းခဲ့တာဖြစ်ပါတယ်။ ဒါအပြင်ဘင်္ဂလားပင်လယ်ော်အနောက်တောင်ပိုင်းတိဟိလင်ကနိုင်ငံရှိဘက်မှာနိုဗာ23ရက်နေ့ဝင်ကျင်မှာလိပိအာနယ်ရောင်းအောင်တစ်ကြိမ်ဖြစ်ပေါ်ပြီးတော့နောက်ဘက်အိန္ဒိယနိုင်ငံတမင်းနာဒူပြည်နယ်နဲ့တင်းနှင်းတင်ကနိုင်ငံတွေဘက်ကိုဥတီရွေးချနိုင်ကြောင်းတွေ့ရပြီးတော့မြန်မာနိုင်ငံအပေါ်တက်ရောက်မှုတစုံတရာမရှိပါဘူး။နေ့စဉ်မိုးရေချိန်ကြိုတင်ခမန်းချက်ရာနိုဗာ16ရက်နောက်ပိုင်းမှာတော့တင်းနှိုင်းတိုင်းတောင်ပိုင်းအစွန်ဒေသတွေမိမျိုးအောက်ဘက်တချို့ဒေသတွေမှာတော့24နာရီအတွင်းမိုးရေချိန်ဟာ3.2လက်မကန်ရွာသွန်းနိုင်တာကအပကျန်းပြည်လုံးမှာမိုးရွာနိုင်တဲ့အခြေအနေမရှိပါဘူး။ ဒိုနိုဗာ73ရက်အတွက်မလို့သားခမ်းမန်းချက်ကိုဖော်ပြပေးကြပါမယ်။ဘင်္ဂလားပင်လယ်အခြေအနေကတော့ကပ်ပြေပြည်နယ်ပြင်နယ်ဘင်္ဂလားပင်လယ်အော်မှာတိုင်အင်းသင်းတွေကနေ တင်တင်တင်ဖြစ်ထုံပါမယ်။ပြည်လည်းပြည်ချင်းတွေကတော့တရိုင်းနိုင်ကရမြို့ဝကျဘော်ဒေတာရဲ့လက်မူတမကွေးဘက်မှာတော့အရှိအရှိတောင်ဘက်ကလေဟာတနင်္ဂနွေကိုငောင်းမိုင်ကနေစင်မိုင်ကန်တိုက်ခတ်နိုင်ပြီးတော့လှိုင်းတင်တဲ့ရှိပါမယ်။ရခိုင်ကမ်ရမှာအရှိအရှိမြောက်ဘက်ကလေဟာတနင်္ဂနွေကိုငောင်းမိုင်ကနေစင်မိုင်ကန်တိုက်ခတ်နိုင်ပြီးတော့လှိုင်းတင်တဲ့ရှိပါမယ်။မိုးချင်တွေကတော့တရိုင်းနိုင်တိုင်းကရင်ပြည်နယ်မှာတော့နေရာကျဲကျဲမိုးရွာသွန်းပြီးတော့ကြံဒေသတွေမှာတော့အများအပြားတန်ရပါမယ်။မျိုးချင်းတွေကတော့သခိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်မှာတော့မျိုးလိုတွေကြာစင်ပါမယ်ရှင်။ ဆက်လက်ပြီးတော့လဲဂျော်ဂျီယာမှာဝန်ထမ်း20ပါတဲ့တူရကီစစ်ဘက်ကုန်တင်လေယာဉ်ပြတ်ကျသွားတဲ့အကြောင်းဖော်ပြပေးပါမယ်။တူရကီစစ်ဘက်ကုန်တင်လေယာဉ်စီဝမ်းတက်တီကတော့နိုဘာ17ရက်ကအနည်းဆုံးဝန်ထမ်း20လိုက်ပါပြီးတော့အစာပိုင်ကြံကနေပြန်တက်ခဲ့ကဂျော်ဂျီယာမှာပြတ်ကျခဲ့ပါတယ်။အနာပိုင်းကတော့တေဆုံးသူအစီအတွက်ကိုမတက်မှတ်ရသေးတဲ့အကြောင်းသတင်းပို့ထားပြီးတော့ကယ်ဆယ်ရေးလုပ်သားတွေလည်းအခင်းဖြစ်ပွားတဲ့နေရာကိုဦးတည်နေကြောင်းဆိုပါရယ်။တမရတော်ဆက် အာရိုရန်ကတော့မေကွန်ပြောကြားနေတဲ့အချိန်တွေကျွန်တို့ရဲ့အာဇာနည်တွေအတွက်ဝမ်းနည်းတဲ့အကြောင်းကြားပြတ်ထည့်သွင်းပြောကြားသွားပါတယ်အာကိုဒန်တမရယုံနယ်ဝင်ကြီးဌာနတို့ဟာလေရင်ပြတ်ကျမှုရဲ့အကြောင်းရင်းကိုမပြောကြားခဲ့ပဲတေဆုံးသူအရေးအတွက်ကိုလည်းမဖော်ပြခဲ့ပါဘူးဒေတာမီဒီယာတွေကတော့လေရင်ပေါ်မှာတူရကီနဲ့အဇာဘိုင်ဂျန်တပ်ဖွဲ့ဝင်တွေပါရှိကြောင်းဖော်ပြသွားပါတယ်အာရိုဂန်နဲ့ဖုံးခေါ်ဆိုမှုပြီးအဇာဘိုင်ဂျန်တမရ အီဟန်အလီယက်ကတော့တရားဝင်ထုတ်ပြန်ချက်အရအဇာဘိုင်ဂျန်နဲ့ဂျော်ဂျီယာနယ်စပ်အနီးမှာဖြစ်ပွားခဲ့တဲ့လေရင်ပြက်ကြတာဟာစစ်မှုထမ်းတွေကိုဆုံးရှုံးရခြင်းရဲ့ဝန်ထဲပွဲသတင်းကိုဆွေးနွေးခဲ့ကြောင်းပြောကြားထားပါတယ်။တူရကီကာကွယ်ဝင်ကြီးဌာနဟာလေရင်အမှုထမ်းတွေအပါအဝင် တူရကီဝင်နဲ့အယောက်20လေရင်ပေါ်မှာလိုက်ပါသွားတဲ့ကြောင်းပြောကြားခဲ့ပေမဲ့တခြားနိုင်ငံသားတွေဟာဖြစ်နိုင်တခြားနိုင်ငံသားတွေဖြစ်နိုင်ခြေရှိတဲ့ခီးတွေအကြောင်းအသေးစိတ်အချက်အလက်ကိုတော့မပြောခဲ့ပါဘူး။တူရကီနဲ့ ဂျော်ဂျီယာတို့ဟာလေရင်ပြတ်ကြရာနေရာကိုရောက်ရှိဖို့စူးစမ်းနေကြောင်းလည်းပြောကြားသွားပါတယ်။ဂျော်ဂျီယာနိုင်ငံ Interpret သတင်းဌာနကလေရင်ကတော့အစာပိုင်ခြံနဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့အရှေ့ပိုင်းဂျော်ဂျီယာကာကီတီဒေသမှာရှိတဲ့ဆိုင်နာဟီမြူနစ်စပယ်တခုမှပြတ်ကျသွားတဲ့ကြောင့်လည်းဒီဖြစ်ရပ်ကိုစုံစမ်းစစ်ဆေးကြောင်းပြောကြားခဲ့ပါဗျာ။ကမ္ဘာတဝန်းမှာရှိတဲ့လေတပ်တွေကကြည်ကြည်ပြတ်ပြတ်အသုံးပြုကြတဲ့ C130 ဟာဂျူနီကိုထုတ်လုပ်တဲ့ Lockheed Martin အမေရိကန်ကုမ္ပဏီကတော့မှတ်ချက်ပေးဖို့တောင်းဆိုချက်ကိုချက်ချင်းတုံ့ပြန်တာမရှိပါဘူးရှင်။ဆက်လက်ပြီးတော့လည်းမကွေးတိုင်းမှာနိုဘာလ12ရက်ကနေနိုဘာလ18ရက်တိမလို့သားအခြေအနေကိုဖော်ပြပေးကြပါမယ်။ပင်လယ်ပြင်ကထူခြားမလို့သားအခြေအနေကတော့တောင်တိုးပင်လယ်အရှေ့မြောက်ပိုင်းကထိုင်ဝမ်နိုင်ငံကိုဥတည်ရွေးရှားလျက်ရှိနေတဲ့တိုင်ဖုန်းမော်နိုင်ဖရွန်ကတော့နိုဘာ12ရက်မှာထိုင်ဝမ်ကျွန်းကိုဖျက်ချော်တိုက်ခတ်ပြီးတဲ့နောက်နိုဘာ14ရက်မှာအရှေ့ဖလက်ပိုင်းပင်လယ်မြောက်ပိုင်းမှာလေပြင်းအားနဲ့ရောင်းအဖြစ်နဲ့အပြော့သွားပါမယ်။ လင်္ကပင်လယ်အနောက်တောင်ပိုင်းတင်ရီလင်္ကနိုင်ငံအရှေ့ဘက်မှာတော့နိုဘာ23ရက်ဝင်းကျက်မှာတော့လီဖီအာနဲ့ရောင်တစ်ကြိမ်ဖြစ်ပေါ်ပြီးတော့အနောက်ဘက်အိန္ဒိယနိုင်ငံတမဲနာတိုပြည်နယ်နဲ့တင်ရီလင်္ကနိုင်ငံဘက်ကိုဥတီရွေးရှားနိုင်ကြောင်းတွေ့ရပြီးတော့မြန်မာနိုင်ငံဘက်တက်ရောက်မှုတစုံတရာမရှိပါဘူး။မကွေးတိုင်းအတွင်းမိုးရွာနိုင်တဲ့အခြေအနေမှာတော့ကျွတင်ခမန်းကျက်မှာမကွေးတိုင်းအတွင်းကကန်ကောစောပေါပခုတ်ကိုရေစကြိုမြိုင်6နမောက်မကွေးမြို့ မကွေးတိုင်းအလှယ်ပိုင်းတောင်တင်းကြီးစေပါဝဲမင်းဘူပွဲပြိုစေတုံးတရာစတဲ့ခရိုင်မျိုးနယ်တွေမှာတော့ငွေရသွန်နိုင်တဲ့အချိန်တွေအနည်းငယ်သာရှိနိုင်ပြီးတော့မနက်အစောပိုင်းအချိန်တွေမှာတော့မြူဆိုင်ပြီးတဲ့နောက်ရရှိတတ်တဲ့မြူနှင်းမိုးဆက်ရရှိတဲ့ငွေချိန်သာရရှိပါမယ်ခွန်ရဲ့မွေးချိန်ကတော့တုံညာတသမတလမတလမရဲ့ဆေပုံတဘောအောက်သာရရှိနိုင်ပြီးတော့မိုးလုံနေပါမယ်။ အပူချိန်လေးတိုင်နှုံလေးတို့ဆိုထိုင်းစားနဲ့လေးတို့ညဉ့်ညံ့မှုအခြေအနေမှာလည်းဒီဒီဘက်အတွင်းမကွေးတိုင်းရဲ့မြင့်ဆုံးအပူချိန်ဟာ37ဒီဂရီနဲ့နေဆုံးညအပူချိန်ကတော့20ဒီဂရီမှရှိနိုင်ပြီးတော့ခန်းစားရတဲ့အပူချိန်ဟာ35ဒီဂရီကရှိပါမယ် မကွေးတိုင်းအလဲပိုင်းမြို့နယ်တွေရဲ့လေတုဆိုတိုင်းစား90ရာခိုင်နှုန်းကနေ60ရာခိုင်နှုန်းကရှိနိုင်ပြီးတော့တောင်ကုန်းထုတ်တတ်တဲ့ဒေသတွေ AR မြေကန်အနီးဒေသတွေမှာလေတုဆိုတိုင်းစား80ရာခိုင်နှုန်းအထက်ရှိနိုင်ပါတယ်။မကွေးတိုင်းဒေသအားလုံးမှာတော့ညပိုင်းနဲ့မနက်အစောပိုင်းမှာလေတုဆိုတိုင်းစားတွေဟာ90ရာခိုင်နှုန်းရှိပါတယ်။မကွေးတိုင်းရဲ့ပြည်ညာလေတုညဉ့်ညမ်းမှုအညွန်ကိန်း AQI level ကတော့100ကနေ140ရှိနိုင်ပြီးတော့တာမန်အားဖြင့်အန်ရရှိတဲ့ level မဟုတ်ပေမဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာကျန်းမာရေးမကောင်းတဲ့သူတွေအတွက်ကတော့သတိပြုရမယ့်အခြေအနေဖြစ်ပါတယ်။